ဆိုဖီသင်းနဲ့ဟင်းဝီရဲ့လို့မင်္ဂလာလက်ဖွဲ့မမတ်လို့အခုလိုမင်္ဂလာပွဲလုပ်ခဲ့တဲ့မိပကြီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မင်္ဂလာလက်ဖွဲ့ငွေယူစရာမလိုတဲ့မင်္ဂလာပွဲကိုကျင်းပခဲ့ရတာကတော့တရုတ်ဆောင်မင်းသမီးမိပကြီးပါပရိသတ်တွေအားလုံးတည်ကြတဲ့အတိုင်းပဲမင်းသမီးကျောင်းမိပကြီးကဒီမရဲ့ချစ်သူသက်သန်း၅နှစ်ရှိပြီဖြစ်တဲ့ကိုမျိုးကိုနဲ့ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကိုကျင်းပခဲ့ရပါအထူးသဖြင့်မင်္ဂလာလက်မှတ်ရေးထိုးပွဲမှာဆိုရင်တာမန်ပွဲတွေလို့မဟုတ်ပဲမိပကြီးကမွန်လူမျိုးပြည်ပြည်မွန်ရိုးရွှေရင်းတာအကအဖွဲ့ တွေနဲ့တကယ့်ကိုမြန်မြန်ဆိုင်ဆိုင်နဲ့ယဉ်ကျေးမှုအငွေအသက်တွေနဲ့ကြည်ကောင်းလွန်အောင်ပြင်ဆင်ခဲ့တာကိုတွေ့ရပါတယ်။ပွဲထွက်လာတဲ့သူတွေရောပရိသတ်တွေပါကြီးကျူးခဲ့ကြရတဲ့ပွဲကြီးပွဲကောင်းတစ်ခုပါ။ဒါအပြင်မေပကြီးရဲ့မင်္ဂလာပွဲကအကြောင်းရင်းတစ်ခုကြောင့်ကြီးကျူးခံနေရတာဖြစ်ပါတယ်။လက်တလုံးနမည်ကြီးခဲ့တဲ့မင်္ဂလာပွဲတွေရဲ့ပုံစံကိုကြည့်လိုက်မယ်ဆိုရင်မင်းသမီးဆိုဖီးသစင်နဲ့ဟင်းဝီယန်တို့ကမင်္ဂလာပွဲကရွှေကိုဘိတ်တော်6ပွဲတိတိမီဒီယာရုံးရင်းဆန်ခန်းနဲ့ထောင်ချီတဲ့လက်ဖွဲ့ငွေစားတဲ့ဂုံပကာတနော်ရ င်နဲ့ပြည်နယ်ရဲ့ပွဲကြီးတစ်ခုဖြစ်ခဲ့တာပါ။ ဒီလိုပွဲမျိုးကချမ်းသာကြွားမှုကိုခင်းချင်းပြသတာမှန်ပေမယ့်အဲ့ဒယ်ရီအတွက်ဘလောက်လက်ဖွဲ့ရမလဲဆိုတဲ့စိတ်ဖိစီးမှုတွေစီစဉ်သူတွေအတွက်မျက်နှာပန်းလှအောင်အကုန်ကြခံရခြင်းဆိုတဲ့ PR တွေနဲ့ပြည့်နှက်နေပါတယ်ဒီလိုမျိုးနှုတ်ပညာအစံနှုန်းတွေနဲ့လုံးဝကွဲပြားခြားနားတဲ့ပုံစံကိုရွေးချယ်ခဲ့တဲ့သူကတော့မေပကြီးပါပဲမေပကြီးနဲ့ခင်မုန်းတဲ့အကူမျိုးကိုရရဲ့မင်္ဂလာဝေကတော့စွန်ကြွေးအလှတစ်ခုကိုအဓိကထားပြီးတော့ကျင်းပခဲ့ရပါသူတို့ဇုံတွေကကြီးကျယ်ခံထားတဲ့ဟိုတယ်တွေခန်းမကြီးတွေကိုရှောင်ရှားခဲ့ပါတယ် မေပကြီးကသူမအနေနဲ့ဆိုပြတဲ့စင်တို့လိုမင်္ဂလာလက်ဖွဲ့ငွေအများကြီးလိုချင်တာမျိုးမဟုတ်ဘဲအင်တောင်ဦးကိုမြင့်မြတ်တဲ့ကုသိုလ်တွေနဲ့စတင်ချင်တာကြောင့်ဒီပုံစံကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်သူတို့ကတန်ခါတော်အပန်းနေရကိုစတုတီတာဆွန်လောင်ခြင်းမိဘနှစ်ပါးနဲ့အတူကုသိုလ်ကောင်းမှုပြုခြင်းကိုသာအဓိကထားခဲ့ပါတယ်။တာဟာမင်္ဂလာပွဲရဲ့အနှစ်သာရကိုချမ်းသာကြွားမှုထက်စိတ်ပိုင်းဆိုင်ရာကြွားမှုတွေနဲ့ရင်းနှီးလိုက်တာပါပဲ။ ဒီလိုရိုးရှင်းတဲ့အလူပွဲမျိုးကြောင့်ဧည့်သည်တွေအနေနဲ့ဘလောက်များများလက်ဖွဲ့ပေးရမလဲဆိုတော့စိတ်ဖိစီးမှုကနေလုံးဝကင်းဝေးရပါတယ်။မိပကြီးရဲ့ဒီလောက်ရက်ကသူမရဲ့နှိမ်ချတတ်မှုကိုသာမကစီးပွားရေးညံကိုပါပြသနေလို့ဆိုရမှာပါ။သူမကရိုးရှင်းလောကမှာအောင်မြင်မှုရနေသူတယောက်ဖြစ်ပေမယ့် အခုလိုကုန်ပကသနာတွေကြွားလုံးထုတ်မှုတွေအပြန်ဆိုင်များပြားနေတဲ့ခေတ်ကြီးတွေမှာဒီမားနဲ့ခင်မုန်းတဲ့ကုမျိုးကိုတို့ကမင်္ဂလာပွဲကနေပြန်ရမယ်လက်ဖွဲ့ငွေကိုမလိုချင်မဲနဲ့အိမ်တောင်ကိုပစ္စည်းဥစ္စာတွေနဲ့မစားတင်မယ်မြင့်မြတ်တဲ့ကုသိုလ်တွေနဲ့စတင်ခဲ့ရအောင်သူတို့ရဲ့မိသားစုဘဝလေးကစိတ်ချမ်းသာခြင်းနဲ့ခိုင်မြဲမှုတွေရရှိနေမှသိကြပါရယ်မိပကြီးတို့လိုရိုရှင်ခြင်းကသာအလှဆုံးဆိုတဲ့ဒီ EU စာကအိမ်တောင်ပြုမဲ့လူငယ်စုံတွေတွေအတွက်တကယ်ကိုစံနမူနာယူစီရပါပဲမင်္ဂလာပွဲဆိုတာငွေကြီးကိုပြတာတဲ့ပွဲမဟုတ်ပဲ အချစ်နဲ့ကုသိုလ်တွေကိုဖလှယ်တဲ့ပွဲဖြစ်တဲ့နေဆိုတော့မိပကြီးကလက်တွေ့ပြသသွားခဲ့ရဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရောဆိုပြီးတဲ့စင်တို့လိုလက်ဖွဲ့ငွေများများရပြီးတော့ခင်ခန္ဒနာကျင်းပတဲ့ပွဲကိုပူအားကြလောက်ဒါမှမဟုတ်မိပကြီးတို့လိုကုသိုလ်နဲ့အုံမြင့်ချတဲ့မင်္ဂလာပွဲကြီးကိုပူပြီးတော့သဘောကျလာဆိုတာပြောခဲ့ပါအောင်နော်။ကြီးစုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။